ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရမင်းကံဘလူရေးသားထားတဲ့ဖောင်းမယ်စိတ်နဲ့မကောင်းဆိုးဝါးရွာဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘဲလေးကိုနှိထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့ရောစီစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် ကောင်းကင်မှာကြည်အောင်နေအနည်းငယ်သာရှိပါတယ်။မျက်စိတစုံမြင်နေရတဲ့ကွင်းပြင်မှာရေရီကလည်းတဖွဲဖွဲဖြစ်လို့နေကြတာပါ။တပင့်ကြီးငယ်ဟုသည်မရေအလယ်မှာထီထီကြီးပရောက်နေခဲ့ပြီးတရက်အော်တန်နေအောင်မှမကြရလေအောင်စုညံသည်မရှိတိတ်ဆိတ်လို့နေခဲ့ပါတယ်။ရှင်ညွာမိမိရောက်နေတဲ့နေရာကိုအကဲခတ်မိနေတယ်။သူမရောက်နေတဲ့နေရာကိုအံ့ဩစွာကြည့်နေမိတယ်။အဲ့ချင်းသူမချောင်းနဲ့နင်းထားတဲ့အရာဝတ္ထုစရာနေဒုံငနဲ့အတန်တချို့ထွက်ပေါ်လာတာကြောင့်ငုံကြည့်မိတဲ့အခါ သူမအံ့ဩသွားခဲ့တယ်။အခေါကြီးတလုံး။သူမခြေတော်အောင်မှာရှိနေတာကမြေပြင်လည်းမဟုတ်ဝါးဖောင်လည်းဟုတ်မနေပဲလူတွေများမြုပ်ရအခေါကြီးတလုံးဖြစ်နေခဲ့ပါတယ်။အခေါကြီးအတွင်အနေထုတ်ရိုက်တမ်းများတဒုံဒုံထွက်ပေါ်လာခဲ့တဲ့အတွက်ရှေးလေမှာရှင်ညိုတယောက်အခက်တွေ့နေခဲ့ပါတယ်။ဒီခါမှာအခေါကြီးရဲ့အဖုံမှာတွေ့ရတဲ့လက်ကင်ခွင်းတစ်ခုရှင်ညိုလှမ်းဆွဲတော့အဲ့လက်ကင်ခွင်းကကျိုးရည်မဟုတ်ပဲစပင်းနေနဲ့ပြုတ်လုထားတဲ့စပင်းခွင်းများဖြစ်လုံနေတာသိလိုက်ရပါတယ်။ အခုတခါအခေါင်းထဲကတွန်တိုင်မှုကြောင့်ရှင်ညိုဟန်ချက်ပြက်ပြီးရေထဲကိုထိုးကျသွားခဲ့တယ်။ရေထဲကိုကျသွားပြီးမဲ့လေအ мян ကုခတ်ပြီးနီးရတပင်စီသွားရတယ်။တပင်ရဲ့အကိုင်းခတ်တွေကိုဆွဲနေရပြီးမဲ့လေအခေါင်းကြီးကိုရှင်ညိုလှမ်းကြည့်နေခဲ့တယ်။အခေါင်းကြီးဟာရေစင်းနဲ့တူမျောပါသွားပြီးဖြစ်ပါတယ်။ဒီမြင်ကွင်းကိုရှင်ညိုမျက်စိတစုံငေးလို့သာကြည့်နေခဲ့ပါတယ်။အမမထသေးဘူးလားထတော့လေကျွတ်တို့ထမင်းတော့စားဖို့နောက်ကျနေပြီ ဟဲ့ကောင်မလေးအမဖြစ်သူအိပ်ပါစေအေးညီးနေအိမ်လဲဒီထမင်းမဲစားနေရတော့ကဲဟုတ်ကဲโอ้အမေရလေအလူအကျွေးရနေတော့တူမလားအလူအကျွေးရငါ၆ကျော်ကျုပ်ကတိတ်ကြိုက်တာအေးပါအေးနောက်ရကျုပ်အိမ်ရဟင်ညီကိုမကျွေးတော့ကိုကကိုအလူအိမ်မဲလိုက်စားကြည့်တော့အမေရလေနန်းဆိုင်နေတော်ဝင်းတို့ရဲ့အတန်ကြောင့်ရှင်ညူနိုးလာခဲ့ပါတယ်အဲ့ရများသိမ့်ပြီးပေမဲ့လေရှင်ညူငူငူကြီးဆက်ထိုင်နေမိတယ်အတွေ့ရဲမှာလေအိမ်မထက်အခေါင်ယူမြင်အောင်နေမိတယ် မမထပါရောဆိုဘာလဲနေမမကောင်းလို့လားဟုတ်ပါရှင်ညောကခရိုင်းဆိုစစောထထပ်ပါတယ်နေမမကောင်းလို့လားကြုံနေကောင်းပါတယ်အကြီးဒါနဲ့အဖွားရောဘဲသွားလဲညီဖွားအစောရည်အလှူရင်သွားပြီလေညီညမတို့တခါလေးလိုက်သွားပါလို့ပြောတာတော့ဒင်းကညီနဲ့မှအတူသွားမယ်ဆိုပြီးစောင့်နေလေရဲ့တော့ဆိုမမကခဏစောင့်တော့ညီမလေးမမမျက်နှာအမြန်တက်လိုက်မယ်ရှင်ညောကပြောပြီးချက်ချင်းထပြီးပြင်ဆင်ပါတယ်နန်းကြံရတော့ကုပြမှာထိုင်ပြီးစောင့်နေရှာပါတယ် ရှင်ညဝယ်စားလဲပြင်ဆင်ပြီးတော့မှညီမနှောင်အလူအိမ်ရှိရာသွားကြပါရယ်အရှိအလူအိမ်မသွားဘူးလားဗျသွားပါဦးဟေးနင်းညမရောသွားလိမ့်ပြီဟနဲ့နင်းရောမသွားဘူးလားကျုပ်ကခုပဲပြန်လာတာကုသနာဝိုင်းကူပြီးတော့အိမ်ပြန်ပြီးဝယ်စားလဲလာတာဗျအေးဘယ်နဲ့လဲစီးရလားမအောင်ရဲ့စီချက်ကတော့ဗျထမင်းတော့ချက်မနိုင်ဘူးအရှိရဲ့အဲ့လိုပြောရင်လည်းမအောင်ကပေါက်စိန်ကိုယူပြီးထင်းနေကိုထိုင်က ခုတ်ခွဲနေခဲ့ပါရယ် ကျုပ်ကမနေရဲလားစေနေရပါဗျ။တကြီးပေါ်နေရတကာကျုပ်ကိုဥဆောင်ခိုင်းနေရတယ်မလားနိုင်တာ။တော်ဝင်းကအိမ်မှာထင်းပြက်နေပြီဆိုတာကြောင့်မောင်အောင်ကထင်းလာခုတ်ပေးနေခြင်းဖြစ်ပါတယ်။အေးဟေးတို့တကြီးလဲနေမဲအားကိုးနေရကြည်ရတာသူ့သားတက်နေကိုတကြီးရူပေးမလို့ထင်နေ။အမလေးဗျမလုပ်ပြရစေနဲ့တော်နေကျုပ်အမေနဲ့ကျုပ်ပါရံမသက်စဘူးတက်ကုန်မှဟုတ်နေပါအောင်မေ။မောင်အောင်ရဲ့စကားကြောင့်တော်ဝင်းပြုံးပါတယ်။ဟောအလိုအိမ်မှာမတွေ့ပါဘူးလို့တွေ့နေတာကိုကြီးအောင်ကဒီကိုရောက်နေတာဟုတ်ဗျ။ အမေအဝတ်စားရည်နဲ့လှနေလိုက်တာအလှူသွားကြမလို့လားခင်များချက်နဲ့မောင်တို့တို့ကိုတော်ဝင်ရမေးပါတယ်ပြန်လာတာအကြီးရဲ့ရော့ဒီမှာအကြီးအတွက်ငါ၆ကြော်တစ်ကြိုက်အဖွားနဲ့ရှင်ညိုတို့အလှူမတွေးခဲ့သေးတယ်အကြီးမလိုက်ပါဘူးဆိုတော့တိလို့ကျုပ်ကငါ၆တစ်ကြိုက်အလှူရှင်ကိုနိုင်ဆွေစရာနေတောင်းလာခဲ့တာဗျဟေးအားနောက်စရာကြီးအားနိုင်ပြန်ပေးလိုက်ဗျကျုပ်ကငါ၆ကြော်ဆိုတိတ်ကြိုက်တာဟေးနေနေနေပါဟေးငါပဲယူထားလိုက်ပါမယ်ကိုယုံပေးဗျကျုပ်ကဝိုင်းကူမယ် အตาနေပါကွာမင်းဝက်ဆိုက်မှာလဲမမလဲရတဲ့ငါဘာသာခုတ်ပါမယ်အစိုးလဲပြီးရောဗျာကျုပ်အိမ်ပြန်ဝက်ဆားလဲလိုက်အောင်မယ်ခဏနေမှာပြန်လာခဲ့မယ်အကြီးကျုပ်တို့လည်းပြန်လိုက်အောင်မယ်အေးအေးခမချစ်ကျေးဇူးပါပဲအေးရပါတယ်အကြီးရဲ့ခမချစ်နဲ့မောင်တို့တို့အိမ်ပြန်သွားကြပါတယ်ကွန်တော်ဝါအကြောင်းမှမောင်တို့ပြန်ရောက်လာခဲ့တယ်အကိုဖြစ်သူမောင်အောင်ခဏနားစီပြီးပုတ်စိန်ကိုလက်လွဲယူပြီးထင်းကူခုန်နေခဲ့ပါတယ်ညနေခင်းရောက်တော့ဖောမဲစိန်တို့မိသားစုလေးလည်းညစာအတူဝိုင်းဖွဲ့ပြီးရောစားနေပြီဖြစ်ပါတယ် ဖွားရေအဖွားကျွတ်တို့လာတဲ့တော့ချန်ပီယံအတန်ကြားလိုက်ရပါတယ်ဟမ်ဒါမိညာအတန်ပဲဟေးမိညာတကယ်ကြီးရောက်လာတာပဲအေးတော်တော်ခန့်နဲ့မိညာတို့ရောက်လာခဲ့ပါတယ်ဖွားမေစိန်တော်မှထမင်းစားရောင်ရက်ပြီးတော်တော်ခန့်တို့ကိုဝမ်းသာအားရကြူရှာပါတယ်ဘသူတွေပါတိလဲသမီးမပေါ့မေကျွတ်တို့ကလှဲကြုံနဲ့လိုက်လာကြတာအေးအေးအေးချီလက်စေးကြပြီးထမင်းတူတူစားကြရအောင်အေးဟုတ်အမေကျွတ်တို့လည်းစားနေအောင်နဲ့အတော်ပဲ မိညာနဲ့ကျော်နာခန်တို့ဟာချီလွဲအိတ်တွေကိုချထားခဲ့ပြီးလက်များစေကြပါရယ်။ကျော်ဝင်းနဲ့ရှင်ညူတို့ကထမင်းများခုခတ်ပြီးထည့်ပေးထားကြပါရယ်။ကဲလာကြအေးဒီနေ့တော့ထမင်းစားမြိတ်ပြီပဲအေး။ဟုတ်ပါရဲ့တော့ကျွန်ညီမတို့တတိယနေဟာမိညာဒီမှာအကြီးကချမဟင်းနဲ့စက်သားဟင်းလေးချက်ထားတယ်။ရော့ထဲစားနော်။ဟုတ်ကဲ့ကြီး။ကျော်နာခန်တို့ရောက်လာကြတော့ဖွားမယ်စိန်တို့ထမင်းစားတာပို့ပြီးတော့မြင်ကြပါရယ်။အတူဝိုင်းဖွဲ့စားကြတာကြောင့်ထမင်းတအိုးလုံးကုန်မသိကုန်သားခဲ့ပါရယ်။ ထမင်းစားတော့ပြီးရဲ့နောက်အကျဲရီတူရှိမှချပြီးကြော်ဝင်းတုတ်ထားပြီးတဲ့ပေကျန်းတုတ်လေးကိုစားရင်စကားစမြည်ပြောကြပါရယ်။နောက်ခံဟွာရိုစီအလဲလာလာသမီးဖွားမေဆန်ရမီရောဂျွန်နော်ခန်အကျဲရီကိုတောင်းရင်ခေါင်းအောင်ခါရမှာရယ်။မဟုတ်ရပါဘူးအမေကြီးရဲ့ကိစ္စရှိနေလို့ပါပြောပါရယ်။ဒေါ်နာခန်နဲ့ဖွားမေစိန်တို့ရဲ့စကားဝိုင်းကိုဒေါ်ဝင်းတို့ရှင်ညိုတို့ကနဘေးမှာသာထိုင်ပြီးနားထောင်နေခဲ့ကြပါတယ်။ဘာကိစ္စများတော့သမီးရဲ့ကျို့တို့တွေပညာသွားပြန်အောင်မအမေ။ဟေး ဘသူ့ပညာတော့ပြန်ရမှာတယ်တမီးရဲ့ကျွန်တော်ခန့်မဖြေသေးပဲပဲကျန်းတော့ပကံလှမ်းယူလိုက်ပါတယ်ကိုဝေယာစာတယောက်ကိုပညာပြန်ရမှာအမေကြီးဒီကောင်ကမကောင်းဆုံးအောင်အမီပြူပြီးတော့သူ့ပညာတွေဒီထက်မကတတ်ဖို့အတွက်ကြိုးစားနေတာအဲ့လိုပြောပြီးပဲကျန်းကျော်တစုံကိုခတ်ယူပြီးပစက်သေးကြိတ်ချေကဝါယူနေခဲ့ပါတယ်ဖွားမေဆိုင်ကထမမီပဲအကျန်းရီတောက်ပါတယ်တိကျနေရဲ့ရှင်ညိုကမနေတာတော့ပဲအကြီးကဒီအကြောင်းဘလို့သိရလဲအဲ့လိုမျိုးတော့ဂျွန်နော်ခန့်ရှင်ညိုကြည့်ပြီး ထက်ကခိုင်းလို့ပဲရှင်ညိုဒီကဝေးဟာဆိုအခုနေမရှင်းပြနိုင်တော့နောက်ဆိုပို့ပြီးတော့ခတ်လာနိုင်တယ်အထက်ကရှင်ခိုင်းလို့ကျွန်တော်ခန်းကရှင်ညိုရဲ့စကားကိုကောင်းညင်လိုက်ပါတယ်ခရီးရှိလာသမီးသုံးလျက်တော့ကြာနိုင်တဲ့အမေကြီးအမေကြီးလိုက်နိုင်တယ်မဟုတ်လားอืมမေးမလိုက်လို့တော့မရဘူးနော်ဒီကဝေးဟာဆိုကျောက်နဲ့ရှင်ညိုကြီးပဲမရှင်းနိုင်ဘူးအမေကြီးရဲ့ဒေါ်နော်ခန်းကဖွားမဲစိန်ညင်းမောင်ဆိုရင်ဒီစကားကိုပြောပါတယ်ဖွားမဲစိန်ကဒေါ်နော်ခန်းကိုကြည့်ပြီးကြုံပါတယ်ဖွားလိုက်မှာပါသမီးရဲ့ဘာမှမစိုးရင်ပါနဲ့အေး အဲ့လိုပြောတော့မှတော်တော်ခံပြုံးနိုင်ရှာပါတယ်။ဒါနဲ့အရင်အဲ့ဒီကဝေယာစာကအသက်ဘယ်လောက်ရှိပြီလဲ။အသက်ကတော့200နီးနီးလောက်ရှိပြီရှင်ညို။ဘလို့အသက်200ဘလို့ကြောင့်ပြောရတာလဲအရင်ရဲ့ဘလို့ကြောင့်ပြောရတာလဲဆိုတော့ဒီကဝေကသူ့ရဲ့ကျင့်စဉ်နေနဲ့သူ့အသက်ကိုဆွဲဆန့်ထားလို့ပဲရှင်ညို။ကျင့်စဉ်နေနဲ့ဆွဲဆန့်နေဒါတော့ထားပါ။ဒါပေမဲ့200လောက်ထိတောင်မှအထက်ကဒီလို့မရှင်မနေဘလို့လို့များထားထားတာလဲ။ ဒါတော့သူတို့ကြောင့်လည်းသူတို့ရှင်းလို့နေမှာပေါ့ရှင်ညိုရေအခုတော့ရှင်းလို့မရတဲ့အဆုံးအကြီးတို့တာဝန်ပေးကြတာပဲအေးရှင်ညိုလည်းတော်တော်ခန့်ရဲ့စကားကိုခေါလိညင်ရင်သူ့ရဲ့အတွေ့များထဲမှာသက်သက်200ကျော်များရှိတဲ့ကိုဝေယာဆောင်ပုံဖော်နေခဲ့ပါတယ်နောက်တနေ့မနေ့ကိုရောက်တော့ရှင်ညိုတကြူကြီးတစ်ခါခိုင်းနေဘာလို့မလို့လဲအေးကျွန်တော်ခန့်ကတကြူတန်ကင်ထားတဲ့ရှင်ညိုမီတော့ရှင်ညိုကနန်းကြိုင်နဲ့မိညာတူမင်းငော်ပြီးသူတို့လေမကြီးသေးစားကြတယ်ဆိုလို့သွားကြချပြီမလို့အကြီးရဲ့ဟဲ့ဖမရောမကြီးပင်ဟာ ကျတဲ့ငယ်ချင်းပိန်သိမ်းမတော့ဘာရသွားချူမအီးအီးရောစားကြင်လို့လားနေပါစေအေးမစားတော့ပါဘူးဟိုကလေးတွေမကြည့်သိခုမဲ့ဆိုပို့ခုလာခဲ့ဒီနေ့နေ့လေကြထမင်းဆိုင်မကြည့်သိစိမ့်လေးထောင်းပေးမယ်ဟုတ်ကဲ့အီးတော်ဝင်းကမကြည့်သိများကိုပို့ပြီးခုလာရင်မှားလိုက်တဲ့အတွက်တော်နော်ခန်းကရှင်ညိုတို့မတားနိုင်တော့ပဲပြောရည်သာကြည်နေရှာပါတယ်သမီးနော်ခန်းလာအေးရင်းရွေးချမ်းတော့ညီတူမလေးသာလိုက်ကြည့်နေခေါင်းလေးသာမူးနောက်သွားမယ်ဒင်းတို့ကတော့ချင်းငိမ့်မှမဟုတ်ဘူး မိညာရောက်လာတော့အဖွဲပိုတောင့်သွားတာအမေအမေမိရလေးရှင်ညိုကြမနိုင်စားရဲ့ပဲမိညာကသူ့အလိုလိုက်တော့နေရာတကာခေါ်ရောဟောအဲ့မိညာကရှင်ညိုပါထက်ခေါ်တော့ရှင်ညိုဘယ်နေတာမလဲတော့နေရာတကာလိုက်ရတာပေါ့ဖောမေစိန်တို့လည်းရှင်ညိုတို့အကြောင်းပြောရင်ပြုံးနေခဲ့ကြပါတယ်တနေ့တမီးနော်ခန်ဖောရခီယာဘယ်တော့လောက်စားထွက်မလဲနက်ပြန်မဲသွားကြမယ်အမေကြီးအေးအေးဒီလိုဆိုရင်တော့မောင်တို့ကိုလည်းသွားပြောခိုင်းထားအောင်မှာတော့ကားကြမှာအေးတခုပဲသွားပြောလိုက်မယ်အမေကြီး ေးညီကအားပြီလားထမင်းတို့အုတ်ချက်ပြီးအမေရဲ့ဟင်းအရောအပြာမချက်မယ်အေးအေးအေးတော်ပြောပြီးအိမ်ကိုတန်းပြန်လာနော်ညီကကြုတ်မြေတက်ဆိုးတယ်ရွာရဲတစ်ခါသွားရင်တနေ့ကုန်မပြန်လာတာဟုတ်တော့ဘဲနဲ့ကျုပ်ကနော်ခမ်းတို့ဟင်းချက်မကြည့်ပဲရွာရဲလင်နေပါမလားအမေရဲ့အမေပြောမှကျုပ်ကနော်ခမ်းအိမ်မကက်တဲ့ရွာပြော်ကြီးထင်နေပါမယ်မိရဲ့တော်နော်ခမ်းကတော့ဖောင်းမဲစိန်တို့တာမီပြောသမျှကိုထိုင်နာထောင်ရင်းနဲ့ပြုံးနေခဲ့ပါတယ် တော်ဝင်းကတော့ဖွားမေစိန်ကိုပြောပြီးထမင်းကိုပြင်ဝတ်ပြီးရွာလေးကိုထွက်သွားပါတယ်မကြည်သေးရရပြီအမေအမေဒီမကြည်သေးရမမထားမှာလဲကျုပ်ခေါင်းပေါ်တာလာတင်လိုက်ကြဟာအဖွားကလည်းအဖွားခေါင်းမဘလို့လုတ်တင်လို့ရမှာလဲအော်ညီရကျုပ်ခေါင်းမတင်လို့ရတင်မယ်ဆိုတဲ့သဘောပေါ့လေဟုတ်သလားနန်းကြိုင်ဟီတင်မှာဘူးဖွားရဲ့ဒီစကားထဲမှာပဲထည့်ထားလိုက်ပါမယ်နန်းကြိုင်ကပြောရင်းနဲ့ညီရအနေထွက်သွားပါတယ်မမညက်စားနိုင်ရုပ်တီလေးတွားယူလိုက်ကြည်ရတဲ့အိမ်မှာအမေလည်းရှိပုံပေါ်ဘူးတော့ ဘာလို့ရောအေးညစ်တခါရဲရှုမလားပဲနဲ့ကျုပ်ယူရဲဘူးတော့အဖွားကျုပ်ကိုစုနေဟဟဲဒါဆိုငါလည်းမယူရဲပါဘူးနန်းဆိုင်နဲ့မိညာတို့ရဲ့အကြီးအားရှင်ညိုစီရောက်လာခဲ့ပါတယ်ကျုပ်ကိုလာမကြည့်ကြနဲ့နော်မကြည့်သေးလဲခူးပေးပြီးပြီကျွန်တော်တို့ကိုယ့်ဘာသာလုပ်ဖို့စဉ်းစားကြတော့ရှင်ညိုကပြောတော့နန်းဆိုင်တို့မျက်နှာညှို့ချသွားပါတယ်မကြည့်သေးလဲဟာစားကြင်စရာလေးနော်မမမိညာဟိုစားလိနဲ့များတို့စားလိုက်ရရင်ဘလောက်တောင်ကောင်းမလဲဟာ အေးဟိုမကြီးသေးစားကြင်လို့လို့ငါမှတကယ်တော့မနေမျိုးချနေရစားလိမ့်မယ်ရှင်တိတ်ကောင်းပါပဲအေးတနာပွဲအမူယာနဲ့ပြောနေတဲ့နန်းကြိုင်နဲ့မိညာကိုကြည့်ရင်ရှင်ညိုပြုံးမိပါတယ်ကဲကဲအဲ့ဒါတော့တနာကိုလှုပ်ပြမနေကြနဲ့တရားစိတ်ခံတိတ်နူးညံ့တာခနာဆောက်ကြအောင်တွားယူပေးမယ်အဲ့လိုပြောပြီးတော့ရှင်ညိုလည်းခြံဝိုင်းထဲဝင်လာခဲ့ပါတယ်ကပြက်ပေါ်မှာဖောမေစိန်နဲ့ဒေါ်နော်ခန်စကားလက်ဆောင်ကြနေအောင်သူ့ကိုတတိမပြုမိကြပါဘူး ဒီကမီးပေါ်တဲ့အញ្ញံဝင်ပြီးစားနေငယ်သူများထည့်ယူလာပြီးချန်ပြင်းဘက်မှထိုင်နေတဲ့နန်းကြိုင်တို့စီပြန်ထွက်လာခဲ့ပါတယ်။ Yay! တမတ်တမမကွာ။တူတူပြောစမ်းမှနန်းကြိုင်ရဲ့နင်းကလည်းအစားဘလူးပဲနော်။နန်းကြိုင်ကမိညက်ပြောတာပြန်တော့မပြောပဲမကြည့်သေးတဲ့စားတွေကိုတို့ယူပြီးအပတရားစားပါတော့။ဟဲ့ကမလေးတွေဘာရေးစားနေကြလဲ။ယောကိုကြီးတို့နဲ့ကိုကြီးအုံတို့ပါလား။ဘာစားပါဦးတော့။အမေဖွက်တယ်ပေါ့။ပြန်စားဘာစားကြလဲ။မောင်တော်ကလူဟန်ပြင်းတော့မှ မကြီးသေးစားနေရတော့အမလေးဗျာမကြီးသေးစားတာများမြို့စာတွေစားနေတဲ့အချိန်တွန့်တုံနေလိုက်တာနန်းကြံရဒါမြို့စာတွေတဲ့ပိုကောင်းနေတော့ကြို့တို့တော်စားမြို့ဝဟာရီဆိုင်ပိုရောင်းရှာလဲသွားအောင်မယ်ဟမ်မကြီးသေးရပြင်မြို့မှာလည်းရှိပါတယ်နန်းကြံရဲ့တိပုတော်ကြုတ်ကြိုင်ကြုတ်ဆောင်းပါပဲတော်တော်အဖွားကိုကြီးတို့ကိုစောင့်များအော်အေးအေးနန်းကြံကမောင်တိုးနဲ့စကားပြိုင်ကောင်းမပြောနိုင်မဲဖွားမယ်စင်စောင့်နေလို့ပြောကပတ်ထုတ်လိုက်ပါတယ် အေးနေကောင်းတယ်နော်ကျုပ်တို့အကြီးကိုကြည့်ရအမြဲနုပြိုနေရပဲဗျာစေကောင်းလေးရှင်လေကျုပ်တို့ပေးပါအောင်ဗျာနေကောင်းပါကွယ်ခင်ဗျချစ်ကောမပါဘူးလားကျုပ်မိမရောက်ခမကြီးခေါ်လို့တော့ရှာတယ်ညနေတော့ပြန်အောင်လာမှာပါအေးအဆင်ပြေကြရမို့လားအေးဒီနေ့ကလေအဆင်ပြေတာထက်ကိုလွန်နေပါရောဗျာမပြေတာကြုတ်ဗျာအိမ်တော်လေးပါလေးပြူဖို့အတွက်တွတ်ချက်ပြီးလှုပ်ပေးကြပါအောင်ဗျာဒီရမှာမိမမရတာဆိုလို့တကြီးရေ၆ပေါက်တုံးနဲ့ကျုပ်နေပဲကြံတော့တာဗျာမအောင်ရဲ့စကားကြောင့်အားလုံးလည်းရှိမောတာကြပါရဲ့ ကဲရီလိုဝါကြရင်ပြောရအောင်မဲဖွားရီခီးထွက်ကြမဲကွအကြီးတော်ခံရောက်လာတဲ့ဆိုရတဲ့တခုခုတော့ထူးနေပြီလို့ထင်မိတာဗျထိခောက်ခီယာကြောင်မလာကြီးအေးကွယ်ရှင်းရလွယ်ရယ်ဆိုရင်တော့ရပ်ပိုင်းမော့ဒါပေမဲ့ရှင်းရခဲ့ရင်တော့တမျိုးပြောင်ပြီးစဉ်းစားရအောင်မမောင်တို့ရဲ့ဘယ်နဲ့လဲမောင်ရင်ကလိုက်လို့မဖြစ်ရလားလိုက်လို့ဖြစ်ပါတယ်အကြီးရဲ့ကျုပ်ကကြောင်မလာမေးတာပါဗျကျုပ်အိမ်ကိုလည်းအကျိုးကြောင်လေးတော့ပြောရအောင်မယ်လေဗျอืมဒီလိုဆိုရင်တော့အခုသွားမယ်ကိစ္စအကြီးပြောပြပါအောင်မယ်ဒီလိုနဲ့ ဒေါ်နော်ခန်ကခီးစဉ်အကြောင်းပြောပြပါရယ်အဲ့ခါမှာမောင်ကျိုးနဲ့မောင်အုံတို့လည်းနားလေသွားကြပါရယ်စိတ်ချအကြီးမနှက်ပြမိုးလင်းတာနဲ့ကျုပ်တို့ဒီချာရှိကိုရောက်ဖြစ်နေစေရမယ်ဗျအေးပါကွယ်ဖျားတရားလေးလည်းလှုပ်ကြအောင်နော်ဒီတစ်ခေါက်ကိစ္စအရေးကြီးရဲ့ကွယ်ဟုတ်ကဲ့အကြီးဒေါ်နော်ခန်ကမောင်ကျိုးရုပ်ကိုတေချာလေးမှာပါရယ်တနေ့မင်းတို့အကြီးရောပမာကြံခဲ့ရတယ်ဟောအကြီးကကျုပ်ကိုလာပြောပြီးပြန်သွားတာပဲဗျကျုပ်ကတော့ကိုကြီးအုံဝင်ခေါ်လာသည်တော့အကြီးကခုတည်းပြန်မြောက်သေးဘူးလားဖွားရဲ့ အဲ့ဒါသာကြည့်တော့နော်ခဲ့ရင်ညီအမရွာတဲ့ခိုင်းကိုမခိုင်းကြင်ဘယ်များဝင်နေတယ်လဲမသိပါဘူးအေးညီတူမရှင်ညိုသားအရင်ခေါ်စမ်းရေးအေးနေနေကျုပ်သွားခေါ်ပေးမယ်မောင်တို့ဟာရှင်ညိုသားခေါ်ပေးပါတယ်အဖကျုပ်ကိုခေါ်ရဲဆိုအေးသမီးရေညီအီကတော့ဟင်းချမ်းမောင်မိပြီးရွာတဲ့လဲနေပြီးတဲ့နဲဒီမနေ့တော့သမီးပဲမီးဖို့ရဲဝင်ပြီးအဆင်ပြေတာဝင်းချက်ဆန်အေးဟုတ်ကဲ့အဖရှင်ညိုလေမီးဖို့ရဲဝင်ကြည့်တော့သမီးတအိုးသာချက်ထားတာကြွေလိုက်ရပါတယ် ိုဒီမွေနောက်ရင်နဲ့စစ်သားများရေးစေးထားတာကိုမြင်တော့ချက်ဖို့အတွက်ပြင်ဆင်ရပါတယ်။ရှင်ညိုငါတို့ဘာကူရမလဲဟာ။ကိုရီတိုးတို့ကိုကျဲကုတ်ပြတ်မှမကြည့်သေးရတင်ထားတယ်။မကြည့်သေးထားမှတော့ကျုပ်ကိုကူပေးဟဲ့ရကျုပ်ချလိုက်တော့မယ်။အေးအေးအေး။မော်တိုးနဲ့မအောင်လဲမကြည့်သေးတွေကိုရေးစေးပြီးငရုတ်ဆောင်မှထားမှုအတွက်ပြင်ကြပါတယ်။ရှင်ညိုကလည်းမိဖို့ရဲမှာဟင်းချက်ပြုံနေခဲ့ပြီးအတော်လေးကြာမှဒေါ်ဝင်းပြန်ရောက်လာခဲ့ပါတယ်။ဟဲ့တော့နော်ခမ်းတို့ရောက်နေအောင်ကြုံမိနေဟာဟင်းမချက်သေးဘူးပဲ။ တော်နာခန်းအမြင်တော်မှာတော်ဝင်တတိယသွားပါတယ်မိဖို့ရဲ့အပြေးတော်တော့ရှင်ညူနဲ့ဆုံပါတယ်ကျတော့လဲကြက်ပြီးအကြီးကျတော့မကြီးသေးတောင်းလဲရပါ යි ခင်ဗျာရှင်ညူနဲ့မောင်တို့ရောဖြေတော့တော်ဝင်ကအာနာပြုံးလေးနဲ့တော်နာခန်းအောင်ကြည့်တော့တော်နာခန်းပြုံးလို့နေရှာပါတယ်ဖွားမယ်ဆရာတော့စိလေးကြီးကိုဖွာရှာရင်တော်ဝင်ကိုစိုက်ကြည့်နေရကြအောင်အဲ့အကြီးကြောင့်အနည်းအခက်နေတဲ့တော်ဝင်ကမိဖို့ရဲ့ကိုဒါပြန်ဝင်သွားရပါတယ်မိဝင်ညီကြက်ကြက်တတိထားခလေးလည်းမဟုတ်ပါမဟုတ်နဲ့ဟမ် ုံမိသွားလို့ပါမိရဲ့တော့မဖြစ်စရာပါဘူးဖွားမယ်ဆရာကျိန်တော့တုံဝင်းကလေတံတူတူလေးနဲ့ဖြေရှားပါတယ်ဒီလိုနဲ့နောက်တနေ့မနက်မှာဖွားမယ်ဆိုင်တို့ခီးထွက်ဖို့ကြပြင်ကြပါတယ်ရော့မောင်တို့ဒီချက်တော့အရင်တန်းဟုတ်ကဲ့ကြီးဘာလေးလဲဗျဟဲ့ဘာမှလဲနင်တို့လမ်းမှာချက်ပြုတ်စားဖို့ပေါ့အမေအကြီးလေတံမနေ့ကနေနည်းနည်းမှမတူပါလားဗျဟဲ့မသားကောင်းတူတူပြောစမ်းဟိုကငေါအမြင်ကြည့်သေးတာမဟုတ်ဘူးတော်ဝဲရဲ့စကားကြောင့်မောင်တူပါဆက်ပိတ်သားပါရဲ့ တမီရှင်ညိုသွားကြစို့အေးညပစ္စည်းရောအဆုံးပါရဲ့လားပါပါရဲ့ဖွာကဲမိညာအကြီးရုံးနဲ့လဲလဲမမနေခဲ့နော်ငါပြန်လာရင်ဘာတည်းမှမကြားချင်းစိတ်ချပါအကြီးကျုပ်အကြီးနောက်ဆန်တရားမဲ့ကိစ္စမလုပ်ပါဘူးမိညာကိုပဲအက်ခဲရတော့မှာပဲအေးညီအီမိဝဲနဲ့ညီညမတို့ကြည့်ပေးထားစမှာအိုးရွာရဲလေလေအိမ်ကန်ဖွာကိုပြန်ပြောအေးဒီခေါက်တော့ဒင်းတို့သားမီကိုထိထိမိမိအပြစ်ပေးရလိမ့်မယ်ဟုတ်ကဲ့ဖွာတော်မင်းနဲ့နန်းကြိုင်တို့တိတ်ဆိတ်နေခဲ့ပါတယ်မလေးမမသွားရမယ်နော် လမကျိုးဆိုင်နော်မမနန်းကြိုင်ကရှင်ညို့ဖက်ပြီးပြောရှာပါတယ်မမကိုစိတ်ချမမဘေးမှာဖွားတို့ကိုကြီးတို့လို့ရှိရယ်မမပြောထားရယ်နော်မမမရှိရဲ့ချေအိမ်ကိုဆောက်ရှောက်ပြရမှာညီမလေးကြောက်ဝမယ်ဟုတ်ကဲ့ပါမမရဲ့ညီမလေးလိန်မာမှာပါရှင်ညို့လည်းနန်းကြိုင်ရဲ့ခေါင်းလေးကိုလက်နဲ့အသာပုတ်ပြီးနွားလဲပေါ်တက်ပါတယ်လဲထမှာဖွားမဲ့စိန်နဲ့ဒေါ်နော်ခန်တို့ရောက်နေကြပြီဖြစ်ပါတယ်ကဲမိဝဲအမေတို့သွားမယ်ဟုတ်ကဲ့မေကယူဆိုင်ကြအောင်နော် တတို့လည်းတိုက်ပြို့ရွာတဲ့လယ်မနေကြနဲ့လဲတာတင်ဖောစီအပြစ်ပေးခံရမယ်ဆိုတာလည်းမေ့ကြနဲ့မျက်စိရနာရီရွာတဲ့အနှံ့ရှိရသတိထားကြတော့ပြို့မောင်တူဟာနှောင်းလဲမောင်ထရင်အော်ပြောခဲ့တဲ့အတွက်ဒေါ်ဝင်းဟာမောင်တူမတလီလို့သာခတ်တူတူစေနိုင်ရှာပါတယ်ဒီလိုနဲ့တောက်ထောရွာနေထွက်လာခဲ့ပြီးရဲ့နောက်ဒေါ်နော်ခန်းညွန်ကြတဲ့ခီးစံတိုင်းလာခဲ့ကြတဲ့အခါနေ့တပိုင်းပင်ကုံလူကြီးဖြစ်ပါတယ်ရှေ့မှာခဏနားကြရအောင်ဗျဘိုက်တီလဲဆလာပြီးဖွားရဲ့နေ့လေစာစားဖို့နားကြပါဘောကွယ်မောင်ရင်တို့အရာထမင်းတို့တွေထုတ်ပေးလိုက်တယ်မလား ထုတ်ပေးလိုက်တယ်ဖွာနွားရည်လည်းနိုင်စွတ်တူလည်းထမင်းစားနားကြပေါ့အေးရတဲ့တစ်ပင်အောင်မှာနွားလေးကိုရှက်လိုက်ကြပါရဲရှေ့မှာချောင်းရှိရဲနွားရည်တွေရေသားခတ်ပြီးတော့တိုက်လိုက်ဦးမယ်ဟိရေပုံလေးကင်ပြီးတော့ချောင်းစီကိုမောင်းအောင်အားရေသားခတ်ပါရဲရှင်ညိုကတော့လှဲပေါ်မှာခင်းထားတဲ့ဖြာချန်းကိုဆွဲယူပြီးမြေပေါ်မှာခင်းပေးလိုက်တဲ့အခါဖောမေစိန်တို့ဝင်ထိုင်ကြပါရဲဒီအနောက်လူဆောင်တဲ့အခါတော်ဝင်ထည့်ပေးလိုက်တဲ့ထမင်းတို့တွေဖြီးစားရင်ခဏအနာယူကြပါရဲနေရပူတော့နွားရည်လည်းပင်မရှာမှာပဲ ဖွားမယ်စရာမလားမကမှမျက်စာနေတဲ့နွားတွေကိုကြည့်ရင်ပြောပါရယ်ဖွားရဲ့တောင်မောင်တို့ကသူ့နွားတွေကိုသိကယူဆိုင်တာဒီကောင်ကြီးတွေလုံးဘက်ကိုလည်းကြည့်လေဖွားရဲ့ထွားထွားကြိုင်ကြိုင်ကြီးတွေဒီကောင်တွေကသခင်ကောင်းတော်ဒဏ်လဲသိခံနိုင်တာမောင်အောင်ကမောင်တို့ရဲ့နွားတွေကိုကြည့်ရင်ချီးကျူးပါရယ်မောင်တို့ကတော့သူ့နွားကြီးတွေကိုကြည့်ရင်ပြုံးနေခဲ့ပါရယ်ကဲနားလို့ဝါကြရင်လည်းခီးဆက်ကြတာပေါ့မူးမချုပ်ခင်အရသွားပြီးတော့နီးရွာမှာပဲတဲကြပါပေါ့အမေကြီးတဲဖို့အဆင်ပြေအောင်မတွေ့ခဲ့ဘူးဆိုရင်တော့လမ်းမှာပဲညအိတ်ကြတာပေါ့ ဒေါ်နော်ခဲရဲ့စကားကြောင့်မောင်တိုတို့လည်းနွားတွေကိုလှဲမှပြန်တက်ပြီးခီးဆက်ဖို့အတွက်ပြင်ကြရပါတယ်။ခီးဆက်လာကြရင်အချိန်ကညအောင်ပင်ရောက်လာခဲ့ပါပြီ။အကြီးကြည့်ရတာရွာတော့မတွေ့နိုင်လောက်ဘူးဗျ။ဟိုကျုပ်တို့လမ်းမတွေအိပ်ရမယ်ပုံပဲ။လမ်းတလျှောက်ရွာဆိုတာမတွေ့ရတဲ့အတွက်မောင်တိုပြောလိုက်ခြင်းဖြစ်ပါတယ်။ဟောမီးအောင်တွေ့တယ်ဟာကြည့်ရတာရွာထင်တယ်။ညအောင်ထဲမှာလာရောင်အကူနဲ့မောင်းလာကြတဲ့အခါမြင်လိုက်ရတဲ့မိအောင်တချို့ကြောင့်မောင်အောင်ဝမ်းသာအံ့အားပင်အော့ပြောပါရယ် ဖွားတော့မတဲကြံလာဘူးကွလမ်းနေဖြစ်တယ်လို့အိတ်ကြတာပေါ့ဖွားလေဗျာခီးရရှိအောင်မှာဆိုတော့ဒီလိုတွေ့ရအိတ်တော့ဖွားတွေပင်မမှာပေါ့ရှေ့မှာရွာတွေ့နေပြီပဲဗျာအကျိုးကြောင့်ပြောပြီးတဲကြရအောင်ဗျာမောင်အွင့်ရဲ့စကားကိုဖွားမိတ်ဆင်ကပြန်မပြောတဲ့အတွက်မောင်တူရဲ့ရှေ့မှာမြင်နေရတဲ့ရွာစီကိုမောင်းလာခဲ့လိုက်ပါတယ်ရွာကမီးလဲထွန်းမထားပဲတိတိတသားလင်းနေရဗျာလာရောက်ကြမြန်တော့လင်းနေရလားမသိဘူး ရွာထဲကိုလှဲမဝင်လာတော့ခြံထဲမှာထိန်ခုံနေကြတဲ့သူတွေပေါက်ပြနေမြေအိုတူးဆော်နေတဲ့သူတွေကဖွားမယ်စိန်ကိုလှမ်းကြည့်ကြပါတယ်။ကလေးကိုနှုတ်တိုက်နေတဲ့မိမကြီးနဲ့စော့ကစားနေကြတဲ့ကလေးတွေရှင်ညိုလှမ်းကြည့်လိုက်ပါတယ်။ရွာထဲမှဝင်နေတော့မောင်တူနားလဲကိုပြန်လှည့်ကြည့်။ဗျာဘာလို့လဲကြီး။ဒေါ်နာခန်းကပြောတော့မောင်တူကပြန်မေးပါတယ်။အေးလာရလမ်းတိုက်တော့ထွက်လို့ရမယ်မထင်ဘူး။ဒီလမ်းတက်တန်းမောင်းပြီးတော့မှပြန်ထွက်မယ်လမ်းကိုရှာမရလိမ့်မယ်ထင်တယ်။ ရှင်ညောသူမတို့ဝင်လာရရွာလမ်းမှာရောက်နေကြတဲ့လူတွေကိုကြည့်ရင်လည်းပြောပါရယ်။မော်တူးနဲ့မောင်အောင်ကတော့နားမလည်ဖြစ်လို့နေကြပါရယ်။နော်ခမ်းညီနဲ့ရှင်ညောတာဝန်ယူလိုက်ဖွားအရှိကိုတာဝန်ယူမဲ့အိ။ဟုတ်ကဲ့ပါ။ကိုကြီးတို့နော်အမြင်များမောင်းဒါလူတွေရဲ့ရိုက်ရွာမဟုတ်ဒီရွာမကောင်းဆိုးဝါးရွာပဲ။တို့တွေကြုတ်တို့အနေရပေးတော့မယ်။ဟေးအမလီဖျားဖျားမသိလို့ပါဗျာ။ရှင်ညောရဲ့စကားကြောင့်မော်တူးနဲ့မောင်အောင်ကြောက်လန့်သွားပါရယ်။ မောင်အောင်ကသူ့ရဲ့ငှက်ကြီးအောင်ဓာတ်ကိုထုတ်ပြီးအသင့်ပြင်နေရတယ်။အဲဒီအချိန်နှွားလှဲ့ရဲ့နောက်မိမှာလူသားမဟန်ဆောင်ထားတဲ့မကောင်းဆိုပါတွေကသူတို့ရဲ့မူလာသွင်းပြောင်းပြီးရှေလျားချွတ်ထတဲ့လက်သေးတွေနဲ့ရှင်ညိုတို့ကိုကုတ်ဖဲ့ဆွဲချဖို့ကြိုးစားတဲ့အခါရှင်ညိုကသူ့ရဲ့အင်ဆက်ကူတွေနဲ့တိုက်ခိုက်ရတယ်လို့ဒေါ်နော်ခန်ကလည်းသူ့ရဲ့လက်ဆွဲတော်ကြဖို့နဲ့အဆက်မပြတ်ရိုက်ချနေရပါတယ်။တစားတစားပုံများလာတဲ့မကောင်းဆိုပါတော့ကလှဲနောက်ပြီးမှအပြေးလိုက်ရင်လည်းတိုက်ခိုက်ကြပါရဲ့ရှင်ညိုညီရဲ့ကိုခန်းဆောင်အားတွေထိန်းအောင်ထုတ်မတော့နဲ့ကဝေယာစားနဲ့တိုက်တဲ့အချိန်မှာထုတ်သွားမှာ၏ ဒေါ်နာခန်ကရှင်ညိုတတိပေးပါရယ်ရှင်ညိုလေမိမိရဲ့အစွမ်းတို့မတုံးလေပဲအင်းဆက်ကူရီနဲ့ပြပောက်ပြီးကာထာများရွတ်တော့မကောင်းဆိုရတော့မှလောင်ပြီးကြပြီးဆက်ပြီးတော့မလိုက်နိုင်ကြတော့ပါဘူးရှင်မလမ်းတွေ့ပြီးဒါရွာပြင်ထွက်တဲ့လမ်းပဲဖြစ်မယ်ရွာပြင်ကိုရောက်တော့မှာပါအဲ့ဒီချိန်ကလေးဟန်ဆောင်ထားတဲ့မကောင်းဆိုရတွေကနွားလေးရှိရနေခုံကဝင်လာကြတဲ့အတွက်မောင်အောင်ကအသင့်ပြင်ထားတဲ့ဌာနဲ့ခုတ်ချပါရယ်ကျောင်းတော်တွေ့တက်နေကြပြီဗျ မကောက်စိုးဝါးနှကောင်ဟာနွားများပေါ်တတော်နွားတို့မှာထိမ့်နိုင်သေးများဖြစ်ကုန်ကြပါရဲ့။ဒါအပြင်မကောက်စိုးဝါးတကောင်ဟာနွားကိုသူ့ရဲ့အဆွဲချုံချုံတို့ဖြင့်ကိုက်တဲ့အခါဖွားမယ်ဆိုင်ဟာသူ့ရဲ့တောင်ဝိကိုလဲပေါ်ဆောင်ချလိုက်တဲ့အခါမကောက်စိုးဝါးတို့မိဘွားများအသွင်လွင့်စင်ကထွက်သွားကြပါရဲ့။မကောက်စိုးဝါးတို့လည်းဆက်ပြီးမလိုက်ရကြတော့ပဲနေရာမှာသာရပ်ပြီးကြံရစ်ခဲ့ကြပါရဲ့။သူတို့ကဖွားမယ်ဆိုင်တို့နွားလေးကိုမကြည်မနက်နဲ့လှမ်းကြည့်နေခဲ့ပါရဲ့။ရွာပြင်ရောက်မှမောင်တူတို့အသက်ကိုရေးရဲရှူရှိုက်ရဲကြပါရဲ့။ ရှေ့မှာရက်လိုက်တော့ကွဒီညတော့ဒီမှာပဲအိပ်ရတော့မှာပဲအမလီမအိပ်ရဲပါဘူးအကြီးရေနည်းနည်းလေးဝေးမှာပဲလဲနာရအောင်ပြာကျွတ်တော့မကောက်ဆိုးဝါရွာနာမှာစိတ်ချလက်ချမအိပ်ရဲပါဘူးဟိုကမချိနဲ့နေကြတာကျွတ်တော့ထပ်ပြီးလာရန်ပြုမှာဒုက္ခပါဗျမောင်တို့ပြောတာဟုတ်တယ်အကြီးနည်းနည်းလောက်လှမ်းမနားကြပေါ့မောင်တို့စက်တာမောင်းတော့ဟေးမောင်အောင်ကလည်းမောင်တို့ရဲ့စကားကိုထောက်ခံပါရယ်နားလဲကိုမကောက်ဆိုးဝါရွာနဲ့အတော်လေးဝေးတဲ့အခါမှာနားဖို့အတွက်ရက်ကြပါရယ်ကဲဖားရောကလှဲအောင်မှာဖြာခင်းပြီးအိတ်ကြဗျကျွတ်တော့မီးပုံမီးမှာစောင့်အိတ်ပေးပါမယ် ောင်တူကဖောမဲစိန်တို့အိတ်ဖို့အတွက်နေရာချပေးပါရယ်။နွားရီကိုတော့မလှမကန်မှငုတ်ရိုက်ပြီးချီထားလိုက်ကြပါရယ်။ဖောမဲစိန်ကမကောင်းဆိုးဝါးကြက်ခံရတဲ့နွားရဲ့အနာကိုသူ့ရဲ့ရေမှန်နဲ့ပုတ်သက်ချတော့အဲ့အနာချက်ချင်းပဲပြောက်ွယ်သွားပါရယ်။မောင်တူနဲ့မောင်တို့ခင်ဗျမိဘုံနှပေးမှာကွေးကွေးလေးလေးအိတ်နေကြရင်ဖျားစာများရုပ်စုကအိတ်ပြော်ဖို့အတွက်ကြိုးစားကြပါရယ်။အပြော်စီဖို့အတွက်ကြိုးစားပေမဲ့လည်းမျက်လုံးအတွင်းကမကောင်းဆိုးဝါးတို့ရဲ့ပုံမှန်သဏ္ဍာန်ကိုမြင်ရရင်တော်တော်နဲ့ပဲအိတ်လို့မြင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ခီးပင်မှန်ထားတဲ့အရှိန်ကြောင့်သာငိုက်မီလာကြရင်အိပ်ပျော်သွားခဲ့ကြရှာပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေ။